အားလုံးပဲမင်္ဂလာပါရှင်။ခစ်တင်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။အစီအစဉ်လေးနှစခင်ကျမတို့ရဲ့ channel ကို like ကန် subscribe လုပ်ပြီးခုံးမှန်မှာလည်းမှတ်ချက်ဝင်ရေးပေးသွားဖို့မြစ်တာရက်ခံကြပါရစေ။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှမ်းကုန်မြို့လေကောင် Beautyland Hotel အခန်းအမှတ်900နှစ်တွင်အမျိုးသမီးတအုပ်အပိုင်းပိုင်းခုတ်တဲ့အသက်ခံထားရပြီးလူသက်တရက်ခံဖမ်းမမိသေးဆိုတဲ့တဲ့ရင်ကိုကျင်းဆက်ပြီးတော့မှဖြစ်ပါတယ် ရှမ်းကုန်းမြို့လေကောင် Beauty Land Hotel တွင်အမျိုးသမီးတအုပ်အပိုင်းပိုင်းခုတ်ထစ်အသက်ခံထားရပြီးတရက်ခန့်ဖမ်းမမိသေးကြောင်းဘယ်ဘဲတန်းမျိုးနဲ့ရေစက်ခန့်ထမှာတည်ရပါတယ်။ရှင်းနေအောက်တိုဘာလ6ရက်နနက်9:45မိနစ်အချိန်တွင်ဘယ်ဘဲတန်းမျိုးနဲ့အမှတ်7ရက်ကွယ်32လမ်းအထက် Beauty Land Hotel အခန်းမှ900နှစ်တွင်အမျိုးသမီးတအုပ်ကိုအပိုင်းပိုင်းခုတ်ထစ်တပ်ဖြတ်သွားကြောင်းအမျိုးသမီး၏အပိုင်းပိုင်းဖြစ်နေသောအလောင်းကိုအခန်းအပြင်ဘက်လေးအပိစက်တင်ထားသောစင်ပေါ်တွင်အမအီအပြားဖြင့် ထုတ်ပို့သွားခဲ့ကြောင်းလက်ရှိအချိန်တရားခံဖမ်းမမိသေးကြောင်းသိရပါတယ်။တရားခံမမိသေးပါဘူး။ဇန်နဝါရီတော့ဖြေလို့မရပါဘူးဟုဗဘဲတမ်းမျိုးနဲ့ရေဆက်ကန်ကဖြေကြပါတယ်။လက်တလုံးအသက်ခံရသောအမျိုးသမီးဤကိုရေးရာဇဝင်ကိုလည်းစုံစမ်းနှိစေဖြစ်ပြီးရှင်းအမှုအတွက် CID အပါအဝင်အခွဲပေါင်းစုံပူးပေါင်းစုံစမ်းလျက်ရှိကြောင်းသိရပါတယ်။ တရင်ဌာနကရန်ကုန်မြို့လေ32လမ်းအထက်ဘလောက်ရှိ Jutiland Hotel ထံသို့ဖုံးဆက်သွဲ၍လူသက်မှုအကြောင်းမေးမြန်းသောအခါမအားသေးဘူးဟုဆိုကာတစုံတရာဖြည့်ဆို့ခြင်းမပြုဘဲဖုံးချသွားခဲ့ပါတယ်။